ကျမ်းမာချင်းဒီလက်တဘာဆိုရယ်ဆိုစကားနဲ့စန့်ကျင်ပြီးတော့မှကျွန်တော်တို့အားလုံးပဲဘဝမှာတစ်ချိန်တစ်ခါတော့ကျမ်းမာရင်နဲ့ပတ်သက်တဲ့လက်လာပါတယ်သိစိတ်ခဲ့ဖူးကြတယ်ဟုတ်တယ်ဟုတ်ဟုတ်ကဲ့မျိုးတို့အားလုံးပဲမင်္ဂလာပါခင်ဗျကိုဆိုင်ပါဒီနေ့တော့ကျွန်တော်လီစာချစ်ခင်ရတဲ့အမျိုးတွေအတွက် ကျမ်းမာရင်နဲ့ပတ်သက်တဲ့အထောက်အကူဖြစ်စေမဲ့သတင်းစကားလေးတစ်ခုကိုယူဆောင်ပြပြပါလို့ဦးစွာနှုတ်ခွန်းဆက်လိုပါတယ်ခင်ဗျ အဲ့တော့ကျွန်တော်တို့တမိုးရှိတဲ့လူဖွဲ့စည်းတစ်ခုမှာတဘာသူတွေမကောင်းကြောင်ပြောခြင်းသည်အဆင်မပြေလာပါဘူးအဲ့ဒီသက်ကြောင့်ကိုကောင်းကြောင်ပြောခြင်းနဲ့ပဲအစာပြုလိုက်ချင်ပါတယ်ခင်ဗျကျွန်တော်တို့မြန်မာပြည်သူဝမ်းမှာဂျမိုင်းနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုပေးနေသောယောဂရှာဖွေတက်ခွဲခန်းတွေအများကြီးရှိပါတယ်ဒီဖြစ်ဒီခုဗီဒီယိုကလစ်လေးဒီရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ကိုဥတီပြီးတော့မှပေးခြင်းတဲ့သတင်းစကားတစ်ခုဆိုရင်ပို့ပြီးမှန်ပါလိမ့်မယ်ခင်ဗျအဲ့တော့ဓခွဲခန်း အားလုံးဒီအခြေခံအားဖြင့်တူညီသောဝန်ဆောင်မှုကိုပေးကြပါတယ်အဲ့တော့ကျွန်တော်အစပြုထားတဲ့အတိုင်းပဲကျွန်တော်မတူညီတဲ့အချက်လေးနဲ့ပဲကျွန်တော်အစပြုလိုက်ချင်ပါတယ်ဒီပြင်ကျွန်တော်တို့ဒီ join ဆိုတဲ့ကျမရေးနဲ့ပတ်သက်ပြီးယောဂရှောက်ဝေးတက်ခွဲခန်းတစ်ခုကိုကျွန်တော်မူစင်မှာပြန်ပြီးဖွင့်လှစ်ထားပါတယ်ကျွန်တော်တို့တက်ခွဲခန်းကသူများနဲ့မတူညီတဲ့အချက်လေးကိုကျွန်တော်အခြေခံအားဖြင့်ပေါ့နော်မတူညီတဲ့ certificate 73ခုနဲ့ပဲကျွန်တော် နိုင်ရှင်ပြီးတော့မှအစပြုလိုက်ချင်ပါတယ်ဒါကတော့ CB Auto စက်ပိုင်းဆိုင်ရာတွေးဖြူဦးတွင်းနီဦးနဲ့ cancer cell တွေကိုလေ့လာတဲ့အပိုင်းမှာရှာထားတဲ့ certificate ပါဒါကတော့ six months နဲ့အတူတွေးခင်းနှုန်းတွေးခင်းခြင်းဆိုင်ရာနဲ့ပတ်သက်ပြီးလေ့လာထားတဲ့အပိုင်းမှာရှာထားတဲ့ certificate ပါဒီခုက ISO 15189ရဲ့ document တွေကိုဘယ်လို system တွေနဲ့ထိန်းသိမ်းရမလဲဆိုတာကိုလေ့လာထားတဲ့ certificate ပါ။အားတော့ online ကနေလေ့လာထားတဲ့ basic lab management တခွဲခန်းဆိုင်ရာအခြေခံကြတဲ့စီမံခန့်ခွဲခြင်းနဲ့ပတ်သက်ပြီးလေ့လာထားတဲ့အပိုင်းပါဒါကတော့ Ricus လို့ခေါ်တဲ့ external QC ပိုင်းဆိုင်ရာအထူးဖြင့်အရည်သွေးထိန်းသိမ်းမှုပိုင်းဆိုင်ရာမှာလေ့လာထားတဲ့ certificate ဖြစ်ပါတယ်ဒီတစ်ခုကတော့ lab တွေကို quality building ဖြစ်အောင်ဘယ်လိုပဲပုံပင်နည်းနဲ့တည်ဆောက်အောင်လဲဆိုတာနဲ့ပတ်သက်ပြီးလေ့လာထားတဲ့ certificate ဖြစ်ပါတယ် ီတစ်ခုကတော့ကျမကြီးတက်ခွဲခန်းထဲမှာလုပ်ငန်းလုံးဆောင်နေကြတဲ့ lab manager တူးချင်းစီမှာရှင်းတင်ရှင်းထိုက်တဲ့ကျွမ်းကျင်မှု skill ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးလေ့လာထားတဲ့ certificate ဖြစ်ပါတယ်ခင်ဗျဒီတစ်ခုကတော့ ASCP လို့ခေါ်တဲ့ American Society of Clinical Pathology ဆိုတဲ့အပိုင်းမှာသူကယောဂပိုင်းဆိုင်ရာနဲ့ clinical လို့ခေါ်တဲ့ကုသမှုပိုင်းဆိုင်ရာအဲ့နှစ်ခုကြားထဲမှာချိတ်ဆက်ပြီးတော့မှလေ့လာတဲ့ဘာသာရပ်လည်းဖြစ်ပါတယ်ခင်ဗျဒီ ASCP ဆောင်ပွဲကိုကဘာမှာအခက်ခဲဆုံး World Difficult Exam တွေထက်တစ်ခုလို့လဲ ဖော်ပြချင်ပါတယ်တကယ်ကိုခက်ပါတယ်ဒီဆောင်ပွဲအောင်ဖို့အရင်ဒီအချိန်လေးအများကြီးပေးရပါတယ်တန်မှုရှိတဲ့အရာတွေအများကြီးရင်းနှီးပြီးတော့မှလဲလှယ်ပြီးရယူထားတဲ့ certificate လေးတစ်ခုဖြစ်ကြောင်းကိုလည်းဂုဏ်ယူစွာနဲ့ဒီ video clip လေးထဲမှာပြောခွင့်ပြုပါဟုတ်ကဲ့ဒါတော့ ASCB ရဲ့ဘုတ်အဖွဲ့ကချီးမြှင့်တဲ့ congratulation certificate ပါဟုတ်ကဲ့ဒီတစ်ခုကတော့ ASCB စာမေးပွဲအောင်မြင်သွားတဲ့အတွက်ကြောင့်မလို့ medical laboratory scientist ဖြစ်သွားတဲ့အတွက်ကြောင့် လိုင်းနာကျင့်ဆောင်ရမယ့်ကျင့်ဝတ်တွေထူးထူးဖြင့် ethic တွေနဲ့အတူချီးမြှင့်ခံထားတဲ့ certificate ဖြစ်ပါတယ်။ဟုတ်ကဲ့ဒီတစ်ခုတော့စပိန်နိုင်ငံကဦးစီးကျင့်ပတဲ့ privilege ဆိုတဲ့အပိုင်းပါ။ Bible system မှာကျွန်တော်တို့ external quality assessment program ထဲမှာကျွန်တော်တို့ပါဝင်တဲ့အတွက်ကြောင့်မလို့ချီးမြှင့်ခံရတဲ့ certificate လေးဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒီတစ်ခေါ်တော့ ISO လို့ခေါ်တဲ့နိုင်ငံတကာအတိမပြုလက်မှတ်တွေကို introduce မိတ်ဆက်တဲ့ training မှာတက်ရောက်ပါဝင်ထားတဲ့အတွက်ကြောင့်မလို့ရထားတဲ့ certificate တွေဖြစ်ပါတယ်ခင်ဗျ။ဒါတော့ကျွန်တော်တို့ bio risk management ဘိုင်းဆိုင်ရာမှာရတဲ့ certificate ပါဒီဖြစ်ရင်ကျွန်တော်တို့ဓခွဲခန်းနေမှာအဓိကအကန့်တွေရတာဒီသက်ရှိပိုးကောင်တွေနဲ့အလွတ်လောက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပိုပြီးသတိထားမဲ့အန္တရာယ်တွေကိုဘယ်လိုကြိုတင်ကာကွယ်ပြင်ဆင်ရမလဲဆိုတဲ့အပိုင်းကိုသင်ယူထားတဲ့အပိုင်းပါကျွန်တော်တို့အားလုံ သိကြတဲ့အတိုင်းပဲ certificate တခုရဲ့နောက်ွယ်မှာမယိုးရှင်းလာတော့အမှန်တရားတွေအများကြီးရှိပါတယ်သူတို့ပြအဲ့ဒီနောက်ွယ်မှာကျွန်တော်တို့မသိနိုင်တဲ့တန်ဖိုးတွေအချိန်တွေပြီးစမှုတွေအများကြီးစုပြုံနေပါတယ် the certificate ရဖို့တဲ့သူတိုင်းအတိမပြုလက်မှတ်တစ်စုံတရားရဖို့တဲ့သူတိုင်းအခြေခံအပြင်သိထားတဲ့အရာတွေပါအဲ့တော့ကျွန်တော်တို့ဒီအခုလိုမျိုး certificate ယူထားရဲဆိုတာကလည်း ကျွန်တော်တို့ရဲ့ပေးဆက်မှုတွေကျွန်တော်တို့ရဲ့တံဖိုးတွေအများကြီးရှိတယ်အဲ့ဒီတံဖိုးတွေကလည်းကျွန်တော်တို့တံဖိုးထားတဲ့ပြည်သူလူထုရဲ့ကျန်းမာရေးကိုပံ့ပိုးပေးဖို့ဆောင်ရှောက်ပေးဖို့အထောက်အမတစ်ခုဖြစ်စေဖို့အတွက်ယူရတာပဲဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့ဖွင့်နှစ်ထားတဲ့ Join အဆင့်မြောကရှာပွေးတက်ခွဲခန်းဒီဖြင့် Join International ဆိုတဲ့ logo လေးနဲ့ဖွင့်ထားတဲ့တက်ခွဲခန်းစီလဲစီးပွားရေးလုပ်နေတာပါပဲ။မှန်ပါတယ်။တို့ပေမဲ့ ဒီနေရာမှာကျွန်တော်အတိလင်နောက်ထပ်ပြီးကျင်တဲ့သတင်းစကားတွေတခုရှိပါသေးတယ်ခင်ဗျအဲ့ဒါဒီကျွန်တော်တို့ရဲ့ join ဒီစီးပွားရေးထပ်ပို့သောကျန်းမာရေးဝန်ဆောင်ပေးတဲ့လုပ်ငန်းတခုဆိုရင်ပို့ပြီးမှန်ကန်ကြောင်းကိုကျွန်တော်တို့နဲ့တွဲပြီးလှုပ်ဆောင်ဖူးတဲ့ဆက်ဆံဖူးတဲ့ partner တွေလို့ပေါ်ဆောင်ဖက်တွေနဲ့ customer တွေကျွန်တော်တို့ရဲ့ commission တွေအတိဆုံးပါဆိုတော့ပဲကျွန်တော်ဒီ video clip တွေနဲ့တိုင်တည်ပြီးလဲပြောပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အားလုံးရဲ့ဘဝဒီအခိုက်အတန့်ပါ။ အခိုက်အတန့်မှာကျွန်တော်တို့ရဲ့ရက်တီရေးကိုလေကျွန်တော်တို့စူးစမ်းရင်အပတ်တစ်ခုပြင်ဆင်စူးစမ်းရင်တစ်ဖက်မှာလည်းတခြားတရွယ်လိုအပ်ချက်ကိုဖြစ်စီပင် ကျွန်တော်တို့အတူတူသွားတဲ့ခီလန်းသည်ရေရှိမှာ ပုံပြီးပျော်စရာကောင်းတယ်ပုံပြီးအတိတ်ပဲရှိတယ်လို့ကျွန်တော်ခံယူပါတယ်အမျက်ကလူတိုင်းလိုချင်ပါတယ်ကျွန်တော်ကတော့ငွေကြီးအမျက်ရောပီတိအမျက်ရောအဲ့နှစ်ခုလုံးတစ်ပြိုင်လုံးလိုချင်တဲ့အတွက်ကြောင့်မလို့တစ်ပြိုင်နဲ့ကျွန်တော်တို့သွားနေတဲ့လုပ်ငန်းဆိုရင်တော့ပုံပြီးမှန်ပါတယ်ခင်ဗျာ အချုပ်အားဖြင့်ကျွန်တော်တို့ရဲ့ join မူစေဆိုတဲ့ join တစ်ခွဲခန်းသည်ပြည်သူအထင်းမှပေါက်ဖွာလာသော join ဖြစ်သည့်အားလျော်စွာပြည်သူအတွက်ပဲဆက်ပြီးရှိနေမဲ့ရှင်သန်နေမဲ့ join ဖြစ်ပါလေဆိုတော့လည်းအတိလင်းပြောပြချင်ပါတယ်။ထက်မှဖော်ပြသွားတဲ့ join certificate တွေနဲ့အတူကျွန်တော် join မိသားစုဝင်တွေရဲ့တိထားတဲ့အသိပညာအသက်ပညာတွေနဲ့ကျွန်တော်တို့ရဲ့အချိန်နာရီ ပေါင်းပြီးတော့မှရင်းပြီးတော့မှကျွန်တော်လေးစားချစ်ခင်ရတဲ့ပြည်သူလူထုရဲ့ကျန်းမာရေးဝန်ဆောင်မှုကိုပေးဖို့အတွက်အမြဲတမ်းအစဉ်အဆက်ရှိတယ်ဆိုတော့လည်းဒီဗီဒီယိုကလစ်တွေကနေထပ်ဆင့်ပြီးတော့မှပြောခွင့်ပြုပါတစ်ဆက်ထဲမှာပဲကျွန်တော်တို့ join certificate တွေနဲ့အတူကျွန်တော်တို့ရဲ့တည်ထားတဲ့ resource တွေကိုမျှဝေဖို့လည်းအစဉ်အဆက်ရှိတယ်ဆိုတော့ပြောချင်ပါတယ် trip ကျွန်တော် partner တွေဖြစ်တဲ့အခြားအခြားသော ကျမဝန်ဆောင်ပေးနေတဲ့ဓာတ်ခွဲခန်းတွေမှာလည်းလိုအပ်ရင်ကျွန်တော်တို့ဓာတ်ခွဲခန်းနဲ့ပတ်သက်တဲ့ management တွေကိုကျွန်တော်တို့ထပ်ဆင့် sharing လုပ်ပေးဖို့လည်းအစဉ်အဆက်ရှိတယ်ဆိုတော့လည်းဒီ video clip လေးကနေထပ်ဆင့်ပြောခွင့်ပြုပါကျွန်တော်တို့ရဲ့ join logo ရဲ့ဆောင်ပုံးနဲ့အညီ join to the wall ဆိုတဲ့အတိုင်းပဲကဘာကြီးအတွက်ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေသင်ဆောင်ပေးလာနိုင်မဲ့ join ပဲဖြစ်ချင်ပါတယ်ထို့သကြောင့်ကျွန်တော်တို့တဘောသားကြီးကြီးနဲ့ရှိကိုသွားဖို့တက်တဲ့အမြဲတမ်းအစဉ်အဆက်ရှိပါတယ်ကျွန်တော်တို့ရဲ့ပူပေါင်းလို့ဆောင်ခြင်းနဲ့မိသူကိုမဆို့ ရုံညံ့ဖြူမဲဘာမှမခွဲခြားပဲနဲ့ကျွန်တော်တို့ပူပေါင်းလှုပ်ဆောင်မှုတွေလည်းအများနဲ့အစင်းရှိပါတယ်ဆိုတော့လည်းထပ်ဆင့်ပြောလိုပါတယ်။ကျွန်တော်ကျွန်တော်ဒီဗီဒီယို clip လေးမှာပဲကျွန်တော်တို့ရဲ့ယူပါယုံလို့ပဲပြောရမှာပေါ့နော်။ကျွန်တော်တို့မျှော်မှန်းထားတဲ့အရာတွေကိုလည်းနည်းနည်းလေး sharing လုပ်ခွင့်ပြုပါ။ကျွန်တော်တို့ join international ဆိုတဲ့အတိုင်းပဲကျွန်တော်ဒီမြန်မာနိုင်ငံဆိုတဲ့သင်းငယ်သောနိုင်ငံလေးတသေးလေးမှရှိပြီမဲ့ကျွန်တော်တို့ရဲ့အတွေ့အမြင်အယူဆနဲ့ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုဒီ ကျွန်တော်တို့ရဲ့စိတ်စေတနာတွေ international level ထိကျွန်တော်တို့သွားဖို့အတွက်ခြေလှမ်းလှမ်းထားပါတယ်။အခုကျွန်တော်တို့ join muse ဆိုပြီးမှကျွန်တော်နောက်ထပ်အခွဲတစ်ခုဖွင့်ပါတယ်။နောက်ပိုင်းကျွန်တော်တို့ join la show ရှမ်းမြောက်ပေါ့နော်။ join la show join cook ခိုင်စသည်စသည်မြို့နာမည်တွေနဲ့ကျွန်တော်ဆင်ကဲဆင်ကဲဓာခွဲခန့်အခွဲအများကြီးဖွင့်ဖို့လဲကျွန်တော်တို့ dream ကျွန်တော်တို့စိတ်ကူအိမ်မက်လေးတွေရှိပါတယ်။ဒီအိမ်မက်လေးမှာတွဲပြီးအကောင့်တွေပေါ်ခြင်းနဲ့ ကျမ်းပိုင်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ညီကောင်မောင်နှမတွေမိတ်ဆွေတွေအမျိုးတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့ဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့တိုင်းတိုင်းပင်ပင်နဲ့ဘာမှမဆိုဆက်လုပ်လို့ရပါတယ်ကဘာကြီးကအခိုက်အတန့်လေးပဲကျွန်တော်ရှင်းသင်ရတာပါကဘာကြီးကပင်လေကြီးပါဘယ်သူပဲတောက်တောက်တောက်လို့မကုန်ပါဘူးအဲ့တော့ကျွန်တော်တို့ဝိုင်းတောက်မယ်ဝိုင်းလို့ဝိုင်းစားဘက်ကိုကျွန်တော်တို့သွားခြင်းနဲ့တစ်ဖက်မှာလည်းသူများအကူညီမယ်တစ်ဖက်မှာလည်းကျွန်တော်ငွေရှာမယ်ပူကောင်းတဲ့မနေ့ဖြန်မှာကျွန်တော်တို့ win win situation နဲ့ပဲသွားခြင်းပါတယ်လို့လည်းပြောပါရစီ ။အဲ့တော့ယခုဒီဗီဒီယိုကလစ်လေးရဲ့အဆုံးသက်အနေနဲ့ကျွန်တော်လေးစားချစ်ခင်ရတဲ့တန်ဖိုးထားတဲ့ထမင်းရှင်တွေဖြစ်သောခစ်ဆမာတွေအားလုံးကိုလည်းကျမချင်းဒီလက်တပအာရောချမ်ပရမန်လာဘန်ဆိုတဲ့အတိုင်းပဲကျမကြီးနဲ့ပတ်သက်တဲ့လက်လာဘတခုသည်အမြဲတမ်းအမြဲတမ်းအမြဲတမ်းကျွန်တော်လေးစားချစ်ခင်ရတဲ့အမျိုးတွေအားလုံးနဲ့အတူရှိပါစေလို့ကျွန်တော် join မိသားဆွေဝင်တွေက စင်မြဲဆန္ဒပြုရင်းနဲ့ပူကောင်းတဲ့မနေ့ဖြန်မှာကျွန်တော်ချေရတဲ့အမျိုးတွေအားလုံးကိုပူကောင်းတဲ့ကျမ်းပါရေးဝန်ဆောင်မှုနဲ့တွားဖို့အတွက်အစဉ်သင်းရှိကြောင်းပြောရင်းနဲ့ကျွန်တော်ရဲ့ join international different join museum ဆိုတဲ့ယောဂရှာဖွေတက်ခွဲခန်းကိုမူစင်မှာဖွင့်လှစ်ပြီဆိုတဲ့အကြောင်းကိုလည်းတရင်ကောင်းပိုင်းနဲ့ video clip လေးကိုအဆုံးသတ်ခွင့်ပြုပါအားလုံးကျေးဇူးတင်ပါတယ်အားလုံး